နီပိုးနိုင်ငံဟာအသက်နှစ်နှစ်အရွယ်အရီတာရာရှယ်ယာကိုနောက်လာမဲ့ကညာစင်နတ်ဘုရားမှကူမာရီအဖြစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဗိမာန်နဲ့မဝင်ခင်မှာဒီမိန်ကလေးငယ်ကိုမြို့ရဲ့ကျင်းမြောင်းတဲ့လမ်းတွေတစ်လျှောက်လှည့်လည်ပြသခဲ့ပါတယ်။ဘာသာဝင် ထောင်ပေါင်းများစွာဟာကောင်းချီးမင်္ဂလာခံယူဖို့အတွက်တန်းစီစောင့်ဆိုင်းပြီးတော့ဘန်းတွေနဲ့ငွေကြီးတွေပေးလှူခဲ့ကြပါတယ်။ အရီတာရာဟာ2019ခုနှစ်ကလေးကဒီယာဒူးကိုထမ်းဆောင်ခဲ့တဲ့အသက်၁၁နှစ်အရွယ်ခရစ်ရှနာရှယာရဲ့နေရာကိုဆက်ခံတာဖြစ်ပါတယ်။နီဘိုယူရန်ဒလီအရာနတ်ဖျားမဟာအရွယ်ရောက်ပြီးတဲ့နောက်မှာတာမန်လူသားတအုပ်အဖြစ်ပြန်ဖြစ်သွားပါတယ်။ကူမာရီကိုအသက်၂နှစ်ကနေ၄နှစ်ကြာမှရွေးချယ်ကြပြီးတော့ အသားအရည်သပင်မျက်လုံးနဲ့သွားတွေမှာအပြစ်အနာစာခင်းစင်ဖို့လိုအပ်ပါတယ်။သူတို့ဟာမှောင်မိုက်တာကိုမကြောက်ဖို့လေလိုအပ်ပြီးတော့ဗိမာန်အပြင်ဘက်ကတော့တစ်နှစ်မှာအကျဉ်းရည်အနည်းငယ်လောက်သာထွက်ခွာခွင့်ရပါတယ်။ဥပမာအားဖြင့်ဒူဆိုင်ပွဲတော်ရဲ့အဓိကနေ့မှာတမရကိုကောင်းချီးပေးဖို့အတွက်ထွက်ခွင့်ရတာမျိုးဖြစ်ပါတယ်။ မကြသေးတဲ့နှစ်တွေမှာတော့ဒီရိုးရာဓလေ့ဟာပြောင်းလဲလာခဲ့ပါတယ်အခုဆိုရင်ကုမာရီတွေဟာတည်တံ့ကျူရှင်တွေရရှိကြပြီးတော့ရုံမြင့်တန်ကြားလူမျိုးခင့်မိတဲ့အရာတွေကိုပါအသုံးပြုခွင့်ရရှိနေကြပါတယ်သူတို့ရဲ့တာဝန်ပြီးဆုံးကနေပြီးဆိုရင်တော့အစိုးရကနေလာစဉ်ပင်စင်အနေငယ်ထောက်ပံ့ပေးတယ်လို့သိရပါတယ်ခင်ဗျာ